ညောင်ရွှေဒီလောက်ပူတာညောင်ရွှေသားရေဆိုလည်းပူမှာပဲเนาะတော့အားလုံးမင်္ဂလာပါရှင်ဒီနေ့ကညောင်ရွှေဖျားဝဲနေပြီเนาะအရန်ကိုဖီကားတိုက်မြိုက်ပြီးတော့လူတိတ်တိတ်တိုးပါနေရာလဲအရန်ပူတဲ့အတွက်ကြောင့်မလို့ဝဲဖေးတိုးရတာနည်းနည်းတော့ပင်မနေအမတနခါလုံးတွေတွေ့ရှိရတယ်။ကျန်တဲ့မုံတွေကတော့ထုံးဖန်အတိုင်းဖျားဖို့မှရောင်းတဲ့မုံတွေအစုံပေါ့နော်။ ဖေးတရာတော့မပေါ်ပါဘူးသူ့ဖေးနဲ့သူ့ပေါ်တော့ပြီးတော့ညောင်ရွှေဆိုတော့သူ့ရဲ့ရိုးရာဖာလေးတွေအများကြီးတွေ့ရတယ်အရာပွဲကဒီနေ့မှဖာတာပေါ့နော်အဲသုံးညပေါ့နော်သုံးရက်ဖြစ်မှာပေါ့နော်ပြီးတော့ဒီမှာကဖခင်ရှေမှာဒီလိုရွှေဖိုင်းလေးတွေရောင်းတက်တယ်အဲမြင့်မြင့်ခင်ကိုတောင်ပေါ်မှာတွေ့ခဲ့တာပေါ့နော်ကျန်တာကတော့ဖခင်ဘွဲမှာရောင်းနေကြအမုံနေအဲဓာတ်တွေအဖုံအဖုံပါပဲပေါ့နော် အဖះပွဲကဒီနေ့မှစတာဆိုတော့နောက်ထပ်အချိန်2ရက်ကျန်ပါသေးတယ်ဖះပွဲမှာအမြေပြန့်နဲ့မတူတာကဒီလိုရိုးရဝစ်ဖုန်နဲ့တိုင်းရင်းသားတွေကိုအများကြီးတွေ့ရတာကကြည်နူးဖះပါဒီလိုဖော့ဖီယာနေရာတွေမှာတော့လူတွေကြိတ်ကြိတ်တိုးလို့ပေါ့နော်အာအီဖာကူတွေအရင်ဖော့ကြတယ်နော် င်လက်တမကတော့နစ်လေကလေးရရင်ပြီးတော့ဖပြီးတော့ဖီးရလို့ရှိနေပြီတတိယတော့မဖီးရဘူးအဲအရန်ရေဖားနေတဲ့အချိန်မှာဒါကတကယ်ကိုဒါနာမြောက်တဲ့အလူလို့ပြောရမယ်ပီတိဖြစ်ရတယ်သာဓုခေါ်မိတယ်အဲဒါကတော့အရန်ကိုဖော့နေတဲ့ကိုရင်လေးတွေပေါ့နော်ဒီခုံတဲ့နေရာမှာအရန်ကိုဖော့နေကြတာပြီးတော့ဒါလေးတွေကကိုရင်လေးတွေပြီးရင်သူတို့အလဲဆိုတော့ဒါဖောင်စားနေကြတာပေါ့နော်ပွင့်မှာအရန်နမယ်ကြီးတဲ့ဖိုင်နေတော်တော်များများ အတွေ့ရတယ်ပေါ့နော်အပန်းကဘာတွေဥလားမြင့်နေညောင်ရွှေအိုးကြီးချက်တွေဒါကအောင်မန်းကရွှေမြမာပေါ့နော်အောင်မန်းကရွှေမြမာကအောင်မန်းမြို့မှာနှစ်ဖန်ရှိတယ်အရင်ရတော့လားရှိတော့ပေါ့နော်သူ့ရဲ့ချက်ဟင်းလေးကောင်းတယ်ဒီအချင်းလေးလည်းတော်တော်ကောင်းတယ်ဟင်းတပွဲဖုန်ကြီးလိုဟင်းရည်တွေအချင်းတွေပေးတယ်အတိုက်ဖုံးကတော့ဒီအမဲဥပြုံးနဲ့ဂျာဖန်ကျော်ပါဂျာဖန်ကျော်ကလည်း effect ပြီးအမဲဥပြုတ်ကလည်းအရန်ကိုအနက်နိုင်တယ် ပြီးရင်တော့တစ်နှစ်မှာတစ်ခါပဲစားရမယ်အဲ365ရက်မှာ3ရက်ပဲစားရမယ်ဒေါ်ထွေးဖြူပေါ့နော်ဖတ်ထမင်းမှာကြပတ်ထမင်းတွေဒီလိုအချိန်လေးနဲ့ရောင်းတာอืมအဖိတ်သားကို3တောင်းပြီးတော့ငါပြောဖို့ဝက်သားချက်ကတပွဲကို18000ဖေကာဟင်းတို့ပါတော့အကုန်လုံးကတော့3တောင်းပဲပေါ့နော်လူကြိတ်ကြိတ်တိုးဖီတယ်ဖေးကတော့ပြောမှာဖူဖေးသေးတယ်တဲ့မပါဘူးပေါ့နော် ။အဲ့သူကဖိုင်လဲဖွင့်မထားဘူး။ပွဲဖိနစ်မှာရောင်းတာဆိုတော့သူ့ရဲ့ဒီဖက်ထမင်းကိုဖားဖို့ကတနစ်တောင်ဖောင်းခဲ့ရတာပေါ့နော်။ကြပတ်နဲ့တင်းတင်းလေးနဲ့ထမင်းကိုပေါင်းထားတဲ့အတွက်ကြောင့်ထမင်းအီအီဖီဖီလေးအရင်ဖားလို့ကောင်းတယ်။ဂျူမီရဲ့သူ့ရဲ့ဒီဖိုင်ရဲ့ signature လို့ပြောမလို့။ဟိုထမင်းကကောင်းချင်းမောင်းလေးလို့ပဲဖီဖီလေး။ဟာအရင်ပူ။အိုးအင်ဖန်နေရပဲ။ဟင်း သေးကြောင်ညနေမတော့နိုင်ဘူးလို့နောင်ရွှေဒီလောက်ပူတာနောင်ရွှေသားရေဆိုလည်းပူမှာပဲเนาะတော့ပန်းကပါဖိုင်ကအခောက်กินနေပေါ့เนาะသူဖန်အခောက်กินနေအခောက်တုတ်တယ်ခောက်ဆွဲချော်တွေပါတွေကအရန်ကိုနာမည်ကြီးရဲ့သူက သူ့ရဲ့ fan လေးကခေါင်တိုင်မှာလည်းရှိပါတယ်ခေါင်တိုင်ကပန်းကဘာဆိုရင်အာလူတိုင်းသိရပေါ့နော်နာမည်ကြီးရဲ့ ဆိုင်းကတော့တစ်ခုကို3တောင်ဖျားကိုအဲရွှေတင်ငန်းကပ်ပြီးတော့တီတီတို့ကအိမ်ပြန်လက်ဖောင်ရွှေရောင်မုံလေးလည်းဝယ်ခဲ့တယ်ဖျားပွဲကိုမရောက်သေးတဲ့လူတွေသွားပြီးတော့လဲခဲ့ကြအောင်နော်လွမ်းနေကြသူတွေလည်းအလွမ်းပြင်နိုင်ကြပါဖေနော်နောက်ဘလော့ဒီမှာတွေ့မယ်